ဲ့ဒီမုတ်ကျော်ပြစ်လိုက်တဲ့အခါကျတော့ထန်းလက်ကငချမ်းကွဲသွားတယ်ကိုရင်လေးကအသက်ချမ်းသာခွင်ရသွားတယ်ရသွားတွင်ရသွားတဲ့အခါကျတော့ကိုရင်လေးကပြောရမစွန်တာမသေးဘူးခေါ်ရတယ်နော်မသေးသွားဘူးအဲ့တော့ဒီဟာကိုအမိပြုတ်ပြီးတော့နောက်ကွက်မှာဘေးရင်ဆရာတွေကမုတ်ကျော်ပြစ်ထန်းလက်ကဆိုတဲ့တမန်ရှိလာပြီးတော့ထန်းဖူးစာတာနဲ့ပြုတ်လုတဲ့ ထမ်းဘူးဇာတာ လူသားတွေအတွက်အသက်ရှင်ဖို့အစာပြုတ်ပြီးတော့ရတရားတွေပေးကြတယ်အဲ့တော့ကျွန်တော်တို့ဒီထမ်းဘူးဇာတာနဲ့ရတရားလှုပ်ချင်းအဖြစ်ဇာတာဖွဲ့ပင်ခြင်းအဖြစ် အသက်ချမ်းသာခွင့်ကိုရမယ်အသက်ရှည်စိမ့်မယ်ဆိုတဲ့နမိတ်ကိုယူလိုက်တာဖြစ်တယ်အဲ့တော့ဘေရင်ဆရာဖြစ်သူကာဝလမိုင်းကသူ့ရတဲ့နမိတ်အတိုင်းသူဟောလိုက်တယ်မြတ်စွာဘုရားရှင်ကကိုရင်လေးကိုယတရားပေးလိုက်တယ်ဒီယတရားကို အခုနောင်လာနောင်သားရှေ့ပညာရှိတွေက နေမှအစဉ်ဆက်သုံးလာပြီးမှအခုချိန်အထိဆက်လက်ပြီးဘေရင်ဆရာတွေကျွန်တော်တို့ ထန်ဖူနီပြုလုပ်သောဇာတာဆိုတာကိုယတရားအဖြစ်ခုနှစ်တာသမီးတို့ကိုလုတ်ပေးနေတာဖြစ်တယ်ဒါကြောင့်ဒီကျွန်တော်တို့ကျွန်တော်တို့တောင်ဘေရင်ဆရာမဖြစ်ခင်ရှေ့ရှေ့ရှေ့ခစ်တုံးကပေါ့နော်ဆရာဆရာတွေခစ်တုံးကဒီပုံနာဘေရင်ဆရာတွေမင်းဆရာလက်ထက်တုံးကပေါ့ဘယင်လက်ထက်တုံးကလေးကနေဒီလိုဇာတာတွေလုတ်ပေးတယ်ဒီလိုဇာတာတွေလုတ်ပေးတဲ့အခါကျတော့ ပေရွက်နဲ့လုတ်ပေးတယ်ခံဘူးနဲ့လုတ်ပေးတယ်အုံရွက်နဲ့လုတ်ပေးတယ်စသဖြင့်ကျွန်တော်တို့လုတ်တာတော့အများကြီးပဲကြောက်စာနဲ့လုတ်ပေးတယ်ပရဘိုက်တွေနော်ကြီးပြားနဲ့ရေးတယ်ဇာတာရဲ့ကိုစားပြု ရွှေပရပိုက်တွေလုတ်ပေးတယ်ဒါတွေကเนาะအများကြီးတမိုင်းထဲမှာရှိခဲ့ဘူးတယ်ဒါအခုအချိန်မှာတော့ကျွန်တော်တို့ကဆရာအနေနဲ့ပြောပြချင်တာကထန်းဖူးနဲ့ပြုလုပ်သောဇာတာသည်လူသားတွေအလုံးအတွက်အသက်ရှင်ကျန်းမာဖို့အတွက်ယတရားတစ်ခုအဖြစ်နဲ့လုတ်ခဲ့ဘူးပါတယ်အခုလည်းလုတ်ဖို့ကောင်းတယ်ဒီခေတ်မှာတော့နည်းနည်း အเจ้าရာတွေကတိန်ကောနေတယ်ဇာတာလုတ်ကဲဆိုတာကိုမသိတဲ့အပြင်ဇာတာဆိုတာမသိတာဖြစ်နေတယ်အဲ့တော့ဆရာကရှေ့ဖိုင်နေထဲမှာပြီးသွားပြီဇာတာပုံနေပြထားတယ်ဇာတာအเจ้าနေပြောထားတယ်ရချုပ်ဇာတာဘာကြောင့်ဖြစ်ပေါ်လာတယ်လဲပြောထားတယ်ထို့ကဲ့သို့ရချုပ်စီချီတယ်လို့ရိုးရိုးဇာတာအုပ်ဇာတာစသဖြင့်ဖယားနှစ်ကြိတ်ရှစ်စုနဲ့လောက်ရတော့ဇာတာဒါရတရားတွေဖြစ်ပါတယ်ဒီတမိုင်းတွေပြောမယ်ဆိုရင် အရှေကြီးအရှေကြီးဆိုတဲ့အခါကျတော့တဖန်တဖန်ပြောရတာတော့နည်းနည်း3မိနစ်3မိနစ်မလောက်ဘူးအဲ့တော့ဇာတာလောက်ရှင်တဲ့လူတွေဆရာထွန်းထွန်းလေးအကျွန်ုပ်ကိုဆက်သွဲ့ပါဇာတာတမိုင်းကိုပြောပြပေးမယ်ဇာတာဖွဲ့ကျင်တဲ့လူတွေကိုဇာတာဖွဲ့ပေးနေပါတယ်ဇာတာဇိမ်းနှုံးတွေကတော့အခုခေတ်ကာလမှာတောင်ကနန်းနေဖြစ်နေပြီးဇာတာကြီးတွေဆိုတိန်ကနန်းအတိပောက်ပါတယ်ဆရာလောက်တတ်တယ်လာခဲ့ပါ